ကြီးခင်းနေရွရဲ့ဥပုံစံနဲ့သမီးလေးမတ်တီကြာဝှထုတော်ဝဲဖြစ်ပါရဲ့ရှင်ခန်းစားနားစင်ပြပါအောင်ရှင်ရတာစာပေများကိုနားထောင်ခြင်းနဲ့ဆိုရင်ဒီ channel လေးကို like and subscribe လုပ်သွားကြဖို့မမေ့နဲ့ဦးနော်သမီးလိုကိုချောင်းပေါ်ရတော့အချင်းတွင်ဦးလေးဦးအောင်မောင်ပြောသောစကားကိုကျွန်မသွားရည်တတိယဤဦးအောင်မောင်တွင်အပြည့်အလွှာရွှေထွက်ပါမှသမီးတယောက်ထဲသာရှိ၏ ို့နှမများသည်ကလေးများတို့ဖြစ်၏မင်းတို့မှာတော့ကင်းချိန်များလို့ဖြစ်နေလို့ခြေတချောင်ကျုံရုံနဲ့ကိစ္စမရှိဘူးဟာငါမှာတော့ဒီသမီးလေးတယောက်ထည့်ရဲ့ဒါကြောင့်ပုံချစ်ပြီးပို့ကယူဆိုင်ကြတယ်ဟုဆို၏သူ့သမီးကိုအတော်ကြီးသည့်အထိပကောင်းပေါ်မှာမချတော့ပြီမိကြီးလာတော့အခါကျမတို့အာယုံများသည်အလုံးမိအပေါ်တွင် စုပြုံစုဆိုင်ကြ၏ကျမတို့တွင်တခြားအာယုံများစရာ သာသမီမရှိပါဘူး။ကိုသည် သူ့တင်ချတော်တလို့သမီးအားကြော်အောင်လုပ်ပေး၏။မမကသူ့အင်္ဂလိပ်စာတော်တလို့သမီးအားကြော်အောင်အခြေခံလုပ်ပေး၏။သမီးနေသောကျောင်းလေးမှာမထင်မရှားကျောင်းကလေးပင်ဖြစ်တော်လေအခြေခံကောင်းသောကျောင်းကလေးဖြစ်၏။မမကခလေးကိုချူရှင်မပေးရ။ချူရှင်ပေးသောစနစ်ကိုမကြိုက်ဆို၍သူကိုယ်တိုင်မိကိုထိန်ထိန်တင်ပြလေ၏။ ကျမကမနက်ချောင်းလာရင်မှနေ့အချိန်ထိလူလိုအလုပ်သွားရင်ကျောင်းတိုင်ရဲ့သမီးကိုခတ်ဝေးဝေးမှကြည့်။စကားတရံတိတ်လိုအပ်မိချိန်မှသာကျမကျွမ်းကျင်သောမြမစာကို သမီးလေးအားပြသပေးပြီးသည်။ကျမဆက်ဆံမုန်သည်သမီးလေးအပေါ်စိန်စိန်ကာကာဖြစ်နေသလားဟုထင်မိ၏။မိဒုတိယကျန်းသောရောက်ချိန်တွင်မမကွယ်လွန်ခဲ့၏။မိအပါဝဲထိမ့်ထိမ့်တုန်သည်မဲသူမရှိတော့ပေ။ မမဆုံးသည်မှာတင်းကြုံနေအထိမိအားဘသူမှပြောမပြပေမမဈေးရုံမှာဆုံးသည်ဖြစ်ပြီးမိသည်ဘာမှမရေမီးလိုက်ပေတင်းကြုံပြီးတော့နေကသာ သူเจ้าပြန်လာချိန်တွင်အိမ်မှာလူများတွေ သူမင်းလူတွေများကြီးဘာလုပ်နေရလဲဦးကြီးမောင်မောင်ဟုကိုကိုအားသူတွား၍မေး၏သမီးရဲ့တော်ကြီးမဒရက်ကိုဈေးကိုတွားလို့ဆွေမျိုးတွေလိုက်ဖို့တာ သူ့လိုပြန်လာကြတာပေါ့ သူဒီအိမ်သားများကို လိုက်ကြည့်မှပဲမိကုံးချက်ကိုဆက်မေး၏ကြီးတော်ကြီးနဲ့အတူတူ လိုက်မသွားကြဘူးလားနတ်စမသူနာပြုတ်ပါသွားလေရဲ့သမီးစမကောက်ကာငင်ကသူ့ကိုလဲလဲရည်စိတ်ထဲတွင်တော့သမီးကိုမလင်းခြင်းပဲသူစိတ်ထဲတွင်လဲသူရှိတော့ကြီးတော်သည်ခယူဝေးကြီးသွားပြီဖြစ်၍ဟာနေပုံရသည်သို့တော့သူဒီလူကြီးများကိုနောက်ချက်မေးကိုမမေး အင်ရှေဝရဏာတို့သာထွက်သွား၏မကြခင်မင်းသူ့အတန်ကိုကြားရသည်ဦးကြီးမောင်မောင်ရေမမေရေဟိုးမလေးရင်မြန်ချင်းပြန်သွားပြီချီတော်အိုက်ရင်လေးရင်မြန်ဒီမှာပါသွားပြီထင်နေသူဒီဝရံကြောင့်မကုန်းအော်ကလက်ပြနေ ကျမကတော့သမီးဟန်ကိုမမြင်ရကြော်၍အိမ်ထဲမှာမထွက်တော့ကိုကိုသာသူ့အဘတွင်တော့ရက်ကအေးဟေးဟုဆို၍ သူနဲ့အတူစိတ်ချနေအောင်လေးရဲ့မျက်ကိုလှပြနေတော့တယ်။ရက်လေစွန်းသောနေ့ကလည်းသူဒီကျမကိုမေးဖို့မေးပြန်သည်။မိမိကသာကြီးတော်မဒရက်ကို သွားတယ်ပြောတယ်။ဖာလီခင်ခင်ကပြောတော့ဆုံးသွားတယ်ဆို။ဆုံးဆိုတာပါလေ။မရနာကဆုံးမြုပ်ကိုသွားတယ်ပြောတာ။တမီးလေးငယ်ရွယ်နှုနေတော့အတိုင်းနှလုံးတွင်ကျမကဲ့သို့ချစ်တော်သူများနဲ့ခဏခဏကြွေကွင်းရတော့ကြောင်းငိုကြွေးတတ်သောအချင်း ထိတ်ကဲ့နာကျင်လိုက်တော့အချက်မပါစေလို့၍ကျမသည်ဒုတိယမိလိမ့်လိမ့်ပြန်၏ကြီးတော်ကိုတော့ဘုံတော့ကမိမိတို့ကမိကိုပါလို့မခေါ်ရလဲတမီးကြီးတော်ကစောင်းတက်မှန်တဲ့တမီးကိုချစ်တယ်မို့လားသူသွားတာကိုလိုက်ဖို့လေတမီးလေးစောင်းတက်ရဲ့ပြည့်ရောဒီတော့ကြီးတော်ကတမီးစောင်းမပြတ်စီမို့မိလိုက်မဖို့စီနေဆိုလို့မိမိတို့ကမခေါ်တာကိုသူ့ကို ရှင်းပြရလေ မမကိစားပြီလေသူ့ဖေဖေသည်လည်းရွက်ဝေးခရီးထွက်ရမှာပြန်လာပြီဖြစ်၍မမကိုစားသူ့သမီးအဘတွေအနေများလာသည်တခါတရံသာသမီးသည်ဇမအဘတို့ကလာ၏ကြီးတော်ကြီးစားမလာဘူးလားကြီးတော်ကနေမကောင်းဘူးလားထောင်းနတ်ဇမစာရေးခိုင်းလို့ကောင်းနေဟိုမေတ္တကြီးသူကတန်းတန်းတာတာမေ၍မေ၍လာတော့အခါကျမအဖြေရချက်၍သွားကြပါလေ ဓမ္မဒီဒီလိုအဖြေများကိုသာကြည်၍ပေးသွား၏သမီးအသေးလုံးများအနှဲငယ်ပြည့်ချလာသောအချိန်တွင် သူအလုံးလုံးသိလာပေလိမ့်မည်ဓမ္မဒီသမီးကိုခဝဲဝဲကမြင်ကြည့်၍ပိုပိုပတ်ဆက်လွန်သော စီပြကန်တမှုများဖြစ်မိခြင်းမှသမီးကိုကပ်၍ချိန်ပေ၏ဓမ္မယူဆဓမ္မသမီးကိုဓမ္မဒီတပြည့်ပြည့်လှုပ်၍ပေးရမည်ထိုမှသာသမီးသည်ဓမ္မလက်ကလုံးလုံးလွတ်လပ်သောအချိန်တွင် သူ့ကိုယ်သူထိန်း၍ရရဲ့ဝဝလန့်လျှောက်ရင်းနေမဟုတ်ပါလော။သို့မဟုတ်ရင်သူ့အဖွားတွင်အစိမ်ကပ်နေသောဂျမကသာသူ့ထာဝရအားကိုးနေမှကိုဂျမဆိုသည်အနာဂတ်ကိုဘာမှမမျှော်မှန်းနိုင်ကြပေ။ဂျမသည်တက်နိုင်သလောက်ငါကိုဖြုတ်ကြည့်နေ။ဘာမှဆိုငါမရှိရင်မဖြစ်ဘူးဟုသော အစွဲကိုချော့ပြင်းနေ။အရှင်မတယောက်အဖြစ်ပင်တာဝန်ယူထားတော်လဲငါမရှိရင်လဲသူတို့ဘာသာဂျပုန်စီ ဖြစ်သွားကြမှာပဲဟုသောသဘောကိုလက်ခံလာအောင်ကိုကိုကိုလည်းကျင့်ဤသားများကိုလည်းကျင့်ပေးသည်ငါမရှိရင်မဖြစ်ဟုသောစိတ်မှာတကယ်တွေးကြည့်သောအခါစိုးမို့လိုစိတ်များနေခြင်းဖြစ်၏ကိုကိုကိုထင်နေခြင်းသာဖြစ်၏သားများအနေနဲ့သူရှိနေခြင်းမှာပိုနေသည်ဟုထင်ကထင်နေတတ်ပေသည်ကိုကတော့သူ့သမီးလာစဉ်ကြောင့်မှရဖို့အစီအကံများကိုဖတ်၏ သူတမီမြည်သည့်ဘာသာရက်တွင်တော်၍မြည်သည့်ဘာသာရက်တွင်ညနေကိုဂယုတဆိုင်ကြီးရှု၏သူကိုယ်တိုင်နှင့်တင်ပေးသည်ညနေတိုင်းနှင့်သူတမီနှင့်အတူလမ်းလျှောက်ထွက်၏သူကြိုက်သောဟိုတယ်တွင်တမီနှင့်အတူတူကြိုက်သည့်အစားအစာကိုစား၏ညအိမ်ချင်းတွင်မူခလေးပြောသည်။မှာသူအဖေနှင့်ဘဲဆိုင်တွင်ပါစားသည့်ကိုကျမသိပေသည်ကျမသည်တမီလေးကိုခပ်ဝဲဝဲကမြင်ကြည့်၏ ကျန်ကုန်မြို့ရဲ့ရှိစူးလီဖရားလန်အိမ်မှာမြို့ပြင်ခြံနဲ့ပြောင်းပြီးအချိန်တွင်မူသူတို့တာဖာကြတဲ့ပြဿနာပေါ်လာလေသည်ပစ္စည်းများသိမ်းဆိတ်နေရဲ့ကျမသည်ရုတ်တရက်မသိမိအတွာစာကြည့်စပွဲကလေးအရွယ်တက်တက်လှုပ်ပေးထားသည်ကိုသိမ့်မိလို့တော့မှာသူကန့်ညတ်ထားသောအယုတ်ကားများသူဆွဲထားသောပကြီကားများပွမ်းပင်များအများကြီးပွားနေသည်ကို တွေ့ရမှာကျမသည်သမီးကိုလိုက်ရှာ၏သမီးရေမိရေ တမီးပစ္စည်းတွေကိုတမီးပါသားသိရင်တော်ကြောင်မမီတို့လွတ်ပြတဲ့အချိန်တမီးဆိုင်တဲ့အယုတ်ကားတွေပါသွားအောင်မယ်။သူ့အတိုင်ကိုမကြရ။ကျွန်မလိုက်ရှာတော့အခါမှမသိရသေးတော့ကတိတလုံးပေါ်တွင်ဆောင်ကိုကျင်းကျင်းကျပ်ကျပ်ပိုက်ကဆိုင်တီးတခြင်းငိုနေတော့မိကိုတွေ့ရ၏။ဟင်။တမီးပါလို့ဒီကောင်ငိုနေရလဲ။ညလုံးကြည့်ရောက်နေပြီ။ဆောင်ကလေးမှလည်းသူ့ရင်ငယ်တွေပို့ဝင်က မျက်နာမှာမိကိုမောကြည့်နေ။ မိဖြူမိဖြူကိုဖေဖေကခြံထဲကိုပြောင်းရင်မခေါ်ရဘူးတဲ့သူ့ကိုမခွဲနိုင်ဘူးမိနဲ့ကစားတာမိဖြူတယောက်တည်းရှိတယ်သူ့ကိုမိအိမ်မှာမထားခဲ့ခြင်းဘူးသူကြီးဆိုင်ကြီးတငင်သူ့ချောင်းကိုဖက်ကငိုပြန်တယ်ကဲတမီးဖေဖေဖြစ်စီတဲ့ဖို့နောက်တစ်ခေါက်ကားနဲ့လာအောင်ပါမိမိရှိမြမယ်တမီးစားကြည့်ပွဲကိုတမီးဖာသာရှင်လူချင်းသားတွေကိုစပွဲနောက်မှာချင်းတလုံးထားတယ်အဲ့ဒီအထက်ထက်မလူချင်းသားတွေပေးချတာ ။စာအုပ်တွေနဲ့သမီးဘာသာစီထက်တခြားလူလုံးရင်လူကြီးတွေစာအုပ်တွေနဲ့ရောပြီးသမီးစာအုပ်ပြောင်းပါ။သူဒီညက်ရီတုံးလိုက်ပြီးမမေဖေဖေကိုတကယ်ပြောပြနော်။ပြောပြမှာပါသမီးရဲ့။သူဒီချောင်းကိုစစ်စစ်ကြည့်ပါ။မိဖြူသမီးလေးခြံလေးကိုလိုက်ရမည်ဟုခေါ်။ဆိုပါအောက်သို့ချလိုက်သည်။မိဖြူဒီအမိတန်းကနောက်မှလိုက်သွားတော့၏။ကိုပြလာရင်ကျမကပြောရ යි မိဖေကိုခြံထဲပြောင်းရင်ခေါ်သွားပြရစီကွယ် ိုကမခေါ်ရဘူးဆိုလို့မိတနေ့လုံးပိုက်ပြီးငိုနေလေဟာမခေါ်စင်နဲ့အချိန်အရင်ဒီကြောင်နဲ့ပဲစကားပြောနေတာပဲလူချနေရမယ်တမီးလေးရဲ့မမကိုချစ်လားဆိုဒီကြောင်မကလည်းညောင်းညောင်းနဲ့ပြန်ပြောတယ်။အော်ကိုကလည်းစဉ်းစားကြည့်ပါဦး။တမီးဟာလူကြီးတွေကြီးနေပဲနေရတာ။ဒီကြောင်လေးနဲ့မှစကားမပြောရကလေးလိုမနေရရင်သူ့ဘသူနဲ့နေရမလဲ။ဒီကြောင်ကိုချစ်လို့တမီးမှချစ်ချစ်ကြင်ကြင် အချင်းစရိုက်ထိခိုက်မှာလိုက်လို့တချို့လဲသူ့စိတ်ကြိုက်နေပါစေကလေးကိုလှုပ်ပေးတန်တဲ့လှုပ်ပေးပါကိုဒီမျက်မှောင်ကြုတ်၏တော်ကြာမြင့်ဖြုံအိပ်ရာတဲ့တွင်အိမ်အုံးမေကိုကအဲ့ဒါလည်းမချိုက်ဘူးကိုအိမ်ရောက်တော့ကြည့်ပြောဖို့ကိုရင်အတင်းကျက်ဆိုတာကြီးမလုပ်ချင်စမ်းပါနဲ့မိဖြူကိုသူ့တိတ်ချက်မှာပေါ့မိတိုက်ဖိုက်ဖြုံကကိုသာမသိတာတညာလုံးမိဖြူမအိပ်ဘူးဘာ အဟုတ်ပြောတာအချို့ကိုယ်တိုင်၄နာရီတခါအဖျားချိန်တိုင်းပြီးသမီးကိုချွေးတော့အဝတ်လဲပေးတိုင်းမိဖြူကမိရဲ့ခေါင်းဝန်းပေးမှာငုတ်တုံလေးထိုင်ပြီးမိကိုစိုက်ကြည့်နေရပဲခဏချင်းတော့အချို့ကြည့်နေရမိုးအလင်းမဲကိုဒီအတန်ကြာစဉ်းစားနေမှာမိဖြူကိုခေါ်ခွင့်ပြုလေသည်အိမ်ပြောင်းစဉ်တွင်မိလေးလေးစားစားတဲ့ဒီမှာ သူ့စာအောင်များမိဖြူနဲ့နှင်းစီပေါ်ပင်ပန်းရောင်အုပ်ကလေးဖြစ်၏ ခြံထဲအိမ်ရောက်ပြီး၆လလောက်ကြာတော့မိဖြူသည်ကားကိုအောင်ငယ်တွင်တည်သွား၏မိဖြူဆုံးချိန်တွင်လည်းမိမသိပြီမိဖြားနေသောကြောင့်ဘသူကမှ သူ့ကိုမပြောပြီပြောက်သွားသလိုပင်သူ့ကိုပြောထား၏နောက်လာကြမှပင်မိဖြူတကောင်ဆုံးသွားသောမိအားပြောပြရလေသည်တနေ့ညစာစားလုံးအချိန်တွင်မိသည်ကျောင်းပုံကလေးတစ်ပုံယူကသူ့ဖေဖေကိုပြ၏ဖေဖေ အိမ်သားတွေကလည်းမိဖြူရှိတုန်းကတော့မိဖြူလေးပါလေးနဲ့အခုတော့သူ့ကိုဘယ်သူမှတတိမရကြတော့ဘူးတိလားကျမသည်ကိုမျက်နှာကိုလှမ်းကြည့်လိုက်ကိုကပြက်ပြက်ကြောက်ကြောက်တစုံတစ်ခုပြောလိုက်မှကိုကျမဆို၏တခါတည်းရန်ကိုလည်းခလေးစိတ်တိကိုက်အောင်ပြောချက်၏ဒီတခါကိုကဘာမှမပြောမိမျက်နှာကိုသာငြိမ်သက်၍ချိန်နေသည်ဒီမှာကြည့်ပါဦးဖေဖေရဲ့မိဖြူဟာတိတ်ချဖို့ကောင်းတာပဲ။ သူပြသောတက်ပုံမှမိဖြူသည်ချိန်တကလည်းထိုင်ပေါ်တွင်တစုံတစ်ခုကိုလှမ်းပုံနေရန်ရှိသည်ဝမ်းမိုက်သာဖွဲ့ဖွဲ့ဖြူလေးမှပုံနေသောလက်အောက်တွင်ငှပါစွာပေါ်နေနေသည်ကိုနေသမားသည်သူပြသောတက်ပုံမှုပင်စိတ်ဝင်တစားကြည့်၍မိချင်းနဲ့ပုံရ၏မိကတော့မိဖြူကိုအမဲတတိယနေရပဲဒီလိုဆိုမိဖြူကိုတတိယတဲ့အချိန်မှနေမိဖာလုံးချင်းတယ်ကိုယ်ဒီတမင်းဆန္ဒကိုလိုက်လိုက်ရောရောမိ၍ မိစိတ်ထဲမှာဝမ်းသာသွား၏မိသည်တကယ်ပင်စင်စင်ဆာဆာဖြစ်၏အဲ့ဒီတပုံကမိကိုယ်လာရိုက်ထားတာဒီပုံကိုနည်းနည်းပုံကြီးချက်လေရောပြီးတော့မိဖြူအထွတ်တတိယရည်နေ့ကျနေလို့ပြီကိုချစ်ထုံးတို့ခြံလေးကခွေးလေးနှကောင်ရွှေအိုးရဲ့မိသေးရဲ့လည်းဖိမယ်မိတို့ခြံကငါတို့ရဲ့မဲတို့ရဲ့လည်းခေါ်မယ်ကိုယ်တို့ရောအိမ်ကအချောင်ဝါကြီးနဲ့အကြလဲဖိတ်မယ်ပြီးတော့မိဖူတပ်ပုံကို မိဖြိုချစ်စရာကောင်းတာကိုလည်းမိပြောပြမယ်ပြီးတော့မှအဲ့ဒီကြောင့်နဲ့စပွဲပေါ်တင်ပြီးသူတို့ကိုပြောပြရမှာပေါ့မိဖြိုသေးတဲ့အကြောင်းခွေးကိုမိတခုခုကျွေးမယ်နော်အေးလေသမီးဆောင်မွေးပြီးတဲ့နေ့နှွေချောင်းမရချတော့လှုပ်ကြတာပေါ့သူ့ဘေဘေတမစကားပြန်ရရင်သူဒီပုံလေးကိုတရွတ်တရတဲ့ကဇပင်းစားခန်းထဲမှာထွက်သွားပါသည်ကိုဒီယခုမှပြောရင် ကလေးများဟာနော်ဘာရယ်လို့မဟုတ်ဘူးသူ့လိုဆွဲလိုက်ရဆွဲလိုက်ရပဲဟုဆိုပြီးဟုတ်ကြပါကိုရကိုရောငငယ်တုန်းကကလေးဘဝတော်ကလှုပ်ခဲတာပြီးပြန်တွေးရင်လူကြီးမျက်စိနဲ့တော့အီးစရာပေါ့ကိုကကောင်းနေရနေပါသည်မိအပါတွင်မိကျူအစားမိပြုတ်ရောက်လာသည်မိဖို့သည်ဆော်လေးဆော်ကြီးမိကိုလူလိုပင်အချီအချတန်းညောင်းညောင်းနဲ့စကားပြောနေတတ်သည် ိအခန်းထဲတွင်မိဖို့၏အရာကိုတသက်တွေ့တတ်၏။ညအလဲလိုလင်းအပြန်နောက်ချလျှင်မိအခန်း၏ပတင်းမောက်ကိုလာရောက်ခောက်တက်လေသည်။မိကဖွင့်ပေးသောအခါသူ့အရာသို့တူဝင်အဲ့၏။မိသည်ရခင်လောက်ပကြီးမဆွဲတော့အရုပ်ကားတွေလည်းမညက်တော့စာကြီးကန်းတွေတင်ညာတွေထိုင်တွက်နေသည်ကများသည်။သို့တော်မိဖို့သည် သူ့ပေါ်ပေါ်တွင်၎င်းသူ့စာကြီးပွဲပေါ်တွင်၎င်းအမြဲရှိ၏။ မိသည်ပကြီးဆွဲတာထံပလဲပကြီးများဖဲကျိုးလလနဲ့ရေဝင်ကောင်းကောင်းကိုစူစာပြူလိုက်သို့သောမိဖို့ပေါ်တွင်အချက်မပြားမီမိဖေဖေဥပုံစံကြီးကမှထုံးစံအတိုင်းရှားမှပို့တော့ပပုတ်ကစာအုပ်ကိုကြည့်၏သူ့သမီးဤစာတင်ချောင်းမှတိုးတက်လေ့လာ၏တနွေတယ်မှုကိုသည်အစိုးရညွန်တော်မျက်နှာချင်းဤချောင်းမှလာစဉ်အစီခံစားဖို့ကိုင်ကဇမအခန်းသို့ဝင်လာသည် ီမှာကြည့်ပါဦးအချုံမိဟာရှစ်တန်းကိုရောက်လာမှတမောဖြစ်လာတယ်။ဘာဖြစ်လို့လဲ။ဆမာကခိုင်အင်းအင်းပင်မေး။အရင်ကဘယ်ဘာသာရမှသူထုံးကြုံမယ်ဆိုတာသိချာမသိနိုင်ဘူး။အခုဆိုသူ့ရဲ့ကျောင်းကလာစဉ်အစီရင်ခံခံကိုဖတ်ရင်သူဟာသင်ချာသုံးပါတာနဲ့လောဘတက်ပညာယူပပေတာတို့ဓာတ်ရုပ်ပေတာတို့မှာပို့တော်တယ်။ဓာရီရွာဆိုရင်အမှတ်90နဲ့100ကျောင်းမှရှိတယ်။ အင်္ဂလိပ်စာနဲ့မြန်မာစာမှာအမှတ်60ကျော်ရုံးမယ်။တစ်ခါတစ်ခါ50ရှိတယ်။အဲ့ဒါဘာဖြစ်လဲ။အချို့ပို့တယ်ဆိုတာသိတာပေါ့။ကျမဘာပြောတယ်ကိုနားမလဲပြီ။အချို့ကဘာဖြစ်လဲ။အချို့ကတမိကိုမြန်မာစာနဲ့အင်္ဂလိပ်စာကိုသင်မပေးလို့ပေါ့။သူတမိသင်ချတော့တာသဘောကျပါတယ်။ဒါပေမဲ့လောကတက်ပညာမှာတော်ပြီးလိုက်စားတော့ရင်သူ့မှာအမှုပညာအရင်ခံအသေးနှုံမရှိမှဆိုတယ် ဖရားကြီးချိုဖရားသားချင်းကိုကျွန်မပစ္စမချက်၍ရွရွချင်းမဟုတ်ပါဘူးစိတ်ထဲမှာကြားမိနေပါဦးခလေးကိုတင်ချတော်အောင်ကိုပဲနေချင်းပြပြီအခုခလေးကတင်ချပါတာရဲ့နဲ့လောကဓာပညာမှာချော်လာတော့အမှုပညာအေးခဲအသေးနှုံးရှိအောင်မယ်ဆိုတော့ကိုဟာနည်းနည်းတော့စဉ်းစားတင်တယ်ကိုဟာမိဆိုတဲ့လူသားသမီးတယောက်ကိုမွေးနေတာလားကြောက်တုံးတုံးကိုမိဆိုတဲ့လူယုတ်ထုနေတာလား ကျမဒီမေကုံမေလိန်ကိုကောင်းမဖြစ်သူဖြစ်ခြင်းစိတ်လည်းရှိဖို့မရပဲသူဒီကျမကိုပဲဘဏလာအတွင်ဘယ်စားကိုအပြီးဖက်၍ဘဏနဲ့အတွင်ဘယ်စားမပွဲကိုပြီးအောင်ဖြေဆိုရမည်ဟုသော ပုံစံနှင့်ပေးတဲ့လာတိုင်းသူဒီမြမတချင်းတွေခဏခဏနားအောင်ခိုင်းရင်ကောင်းမလားကိုကဆုပြိုင်ကျမဒီတက်ပြင်းရှိုင်လေ၏ ်ချို့ကသာပြီးအနုပညာအခြေခံသမီးမှရှိစေချင်တော့ဘို့ကို့မြမစားမှတော်စေချင်တော့ဂျာပင်မဲကိုရဲ့သမီးကိုစားတင်ရမှာတော့နှုတ်ပေးပါသူ့ဝဒနာပါရသူ့ကျော်နဲ့ပါတာမှာသူထိုးချုံပါစီကလေးတယောက်ကိုတင်းတင်းကြပ်ကြပ်ချွတ်ပေးတာမျိုးအချို့တော့မကြိုက်ဘူးအချို့ကြတော့လေသူတို့သမီးမြမမှာမတော်တာကိုကြွားတဲ့အနေနဲ့တူကြတဲ့အသားယူကုန်ပြုတ်ကြောကြတယ် အချို့ဓာမျိုးလည်းမချိုက်ပါဘူး။ကိုကြည့်နေတယ်လို့မျိုးအချို့လည်းသမီးကိုအမြဲလေးလာနေပါတယ်။သမီးမှာအမှုပညာအခြေခံလုံးဝမရှိတာမဟုတ်ပါဘူး။အေးလေကိုစိတ်ထဲမှာလောကထက်ပညာသမားတွေဟာနင့်နဲ့နှစ်ပေါင်းပြီးနေဆိုတဲ့အထီးအချာအတော်မျိုးသိလုံထားပဲ။လောကထက်ပညာပတ်မှာဘလို့ပဲထူးချွန်ထူးချွန်အမှုပညာအရင်ကစိတ်ရှိမှသူချွန်းတော်နဲ့အသက်ပညာကို လူသားတွေကောင်းချို့အတွက်ဖလို့အသုံးချရမယ်ဆိုတာသူသိမှာကျမဒီသူ့ကိုကောင်းနေရပြလိုက်နွေရာဒီကျောင်းပရက်တွင်ကျောင်းပွင့်ရမိဝိဘောအတွက်အင်းကြီးများကျောင်းဝင်ကာဝင်များကိုကျမကိုယ်တိုင်ချုပ်၏သမီးဒီအနာမကြီးကခက်လွယ်လွယ်တိရတွေ့ရသည့်အဝိဇ္ဇာများကိုတင်ရင်သူဝင်ချုပ်သည်ကျမကအင်းကြီးများကိုတိုင်းတာနေစဉ်မှသူသည်ဆာရတရနှင့်တရုတ်ဝိရနှင့်လမောင်းရင်ချိုင်းအချင်း ချောလမရှိသောအင်းကြီးတခုသည် လမောင်းအလဲတွင် လေးလမခွဲရှိသောသူအင်းကြီးချိုင်းဝငါးလမရှိနေလမောင်းအလဲအချိန်မီမြရှိမီကိုတင်ချနေထိုင်ထွက်နေတော်သည် သမီးကလည်းခွဲဒါကိုတော့အစာရက်ပေါ်ချမတော့ပါနဲ့သမီးဖိဖိအင်းကြီးချိုင်းအချိန်နဲ့သမီးအင်းကြီးချိုင်းအချိန်တူတော်မဟုတ်ဘူးရိုးရိုးပဲတိုင်းချုပ်ပါမယ်စာနာချက်ကတော့အချိုးစားလိုက်တွက်လို့ရှားရမှာပုံမမေးဘူး စုပ်ပါတွက်ပြန်ပါသည်ကျမကတော့ရိုးရိုးပဲကိုင်းနေလိုက်ဒီတစ်ခါကျမမားရီသွားလိမ့်သည်အဲ့ဒီဒီလက်မောင်းအဖျားနဲ့ချက်သွားသည်မိကဝါလာတော့လက်မောင်းရင်းလေးလက်မရှိတော့ကလက်အဖျားနဲ့ခြားနှက်ကြပဲတူတော့မလဲသူတည်းရတော့လက်မောင်းဝအခြေကအတိုင်းမှန်ဖြစ်၍နေတော့သည်ကျမသည်စိတ်ထဲပြုံးမိသည်အေးအေးဒီတခါသမီးကမှန်သွားတယ်။သမီးထွားလာတယ်ဆိုတာမိမိတတိနေသွားတယ်ဟုတ် သူ့ကိုပြောကလက်ကိုအပိပိဆာနဲ့ပြင်တိုင်းရိုင်းမိဒီအခုတော်တော်ဘာမဆိုတွက်ချက်လာသည်ကျမကမူတမိဘော်တွင်ဆိုးရိမ်စေမပြင်းလာပင်ဆောင်းဘောက်တွင်ခြံထဲရှိတမိစိုက်ထားသောပေဘီနှင်းစီမှာအရွာကိုမြင်မရအောင်ပွင့်နေကိုကရုံသွားကန်နေပွမ်းပွင့်လေးကိုကြည့်ပါဒီခြံထဲပြောင်းလာအောင်ကမိတယ်လာတဲ့ပန်းအုံးလေးငယ်ကြီးချစိုက်လို့ထင်းနေတိတ်ပွင့်နေဟုဆိုသည် သမီးဒီကြောင်းသွားကနေနေစီပတ်တပွင့်ကိုခုကသူ့ကောင်းတွင်ပန်းနေ။ကျမဒီပန်းရောင်သွင်းနေတပင်လုံးဝင်နေသောအပင်ကလေးကိုဝမ်းသာအားရချင်။ဒါသမီးဆိုင်တဲ့နေစီပင်ဟုပြောလိုက်၏။မိဒီမျက်နှာမကောင်းမီ။ဟုတ်ကျင်းအင်းလီသာရှိရင်သိဝမ်းသာပါမယ်။ဘာဖြစ်လို့လဲ။အင်းလီဆိုတာဘာလို့လဲကွယ်။ကျမဒီမျက်နှာနှိုးသွားသောသမီးကိုစိုးရင်စင်းနေမိမိဒီ။ အီလီက6တန်းတော့ကမိရဲ့တငယ်ချင်းလေးသူ့ပေပေကပုံမှုဖြစ်တတ်တဲ့သူ့ကောင်းကပန်လာတဲ့ပေပေနှင်းစီကကလေးတစ်ခတ်ပေါ့မိကိုပေးရနဲ့မိပန်းဟိုတဲထိုးတာအခုလောက်ကြီးအပွင့်နေတိတ်ပွင့်နေတာအီလင်သားမြင်ရင်တိတ်ဝမ်းသာမှာရှောင်းအားရနဲ့ခူလာခဲ့ဖို့တမိရဲ့အီလင်ပေးတဲ့ပန်းတွေအိမ်မှာတိတ်ပွင့်နေပြီလို့သူလည်းဝမ်းသာမှာပေါ့မိဒီနဲ့ကံကလေးကြိုက်ရမှာဝမ်းသာရအောင်အင်းလေးမရှိတော့ဘူး သူတနေ့ကဆုံးသွားပြီအင်းလေးကဟိုဘဝကနေသူပေးတဲ့ပန်းကကလေးကပန်းမင်ကြီးဖြစ်ပြီးတပင်လုံးပွင့်နေတာကို သူသိရှာမှာမဟုတ်ဘူးတမိသည်တလုံးချင်းပြောကပန်းပင်ကလေးကို ကြောက်ခိုင်း၍အချောင်းသို့ထွက်သွားတော်၏ကျမသည်ချောင်းသို့ထွက်ခွာသွားသောမိကိုလမ်းချမိ၏သူပြပြပြောသောအနုပညာအရင်ခံသော အသေးနှလုံးဆိုသည်ကိုပင်စဉ်းစားနေမိသည်ဘလို့အသေးနှလုံးမျိုးကိုအနုပညာအရင်ခံ ရှိသောအသေးနှလုံးဟူ၍ဆိုရပါမည်နိမိသည်သူနှင့်အတူတူတွဲပတ်ဆော့ကစားလာခဲ့သောကြောင်လေးမိဖြူအတွက် အထိမ်မတ်လုံဖို့သူ့၏ခလေးအတီနေစီစဉ်ခဲ့သည်ယခုသူသည်နေ့စဉ်ပန်းကလေးမှသည်အဲ့ဒီအထိဆက်တွဲထန်တာလာတဲ့ပညာရေးကိုပုံချသော ပုဂ္ဂိုလ်ကြီးများကောင်းတဲ့တွင်မူကလေးတို့၏စိတ်တည်းနှင့်ပညာရေးကိုဘလို့လေ့လာမည်မသိပြီကိုကတော့သူသမီးသည် ောကကျပညာရကျင်းတော်တော်လအနုပညာအခြေခံသောအတိုင်းအတာနဲ့ရှိရမည်ဆိုရင်ကျမတို့တမိအားသူ့ဖေဖေစိုးရင်တလောက်စိုးရင်စိမကြည့်ပါဘူး။လူကိုချူချောင်ရတွင်ကြောက်စစ်တော်လို့ထူရမည်ကိုကျမလက်ယူ၏။ကျမသည်ကြောက်ရွံ့ကိုလိုချင်မှကြောက်သားကိုအယုတ်ထူ၍ယူမည်ဖြစ်၏။သူ့အထွေးခေါ်သူ့အစိတ်ပန်းလေးများကိုလှ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 ဖော်ပြတတ်သောလူသားသမီးတွေကိုကျမလိုချင်သည်။ ကျမနဲ့ကိုဒီရွေရွေချက်တဲ့တော့တူကြပေသည်။တိုးတော်သမီးကို ပုံဖော်ရသည့်လမ်းစဉ်တွင်တော့ကျမနဲ့ကိုဒီဆန္နာချင်းကန့်ချင်းမှကိုက်အောင်မည်။ပေစိတ်ထဲတွင် သူသမီးအသေးနှလုံးများသည့်အနုပညာအခြေခံသောအသေးနှလုံးဖြစ်စေခြင်းဟုဆိုတော့လေသူပုံနေသောပုံစံမှာလူပြားကောင်ကလူပဝဲစိတ်ချင်အောင်လုပ်နေတယ်လို့ကျမစိတ်ထဲတွင်မြင်လာသည်။ပဝဲစိတ်နဲ့ပြားကောင်သည့်အလုပ်ကို တက်တက်ကြွကြွနဲ့တိတိကျကျလောက်ကြသည်ခေါင်းဆောင်တော့ကိုတက်သွေးမသိမ့်လိုက်ကြသည်သို့တော့ဟုတ်ဟုတ်မဟုတ်ရရမရရတွေးခေါ်တော့အထင်ញံတွင်မူသူတို့ခေါင်းဆောင်တွင်မရှိကြပြီသို့ဆိုလေအနုပညာဆိုသည်မှာတွေးခေါ်စဉ်းစဉ်ကြတော့ပညာဖြစ်မည်လို့ဟုကျမတွေးချည်ခလေးဤအသိနှလုံးတွင်ထိုပညာအခြေခံလာအောင် ကျမဘလို့လှုပ်ပေးရမည်နိမိတွင် အနုပညာအခြေခံရှိလေသလား မရှိလေသလားကျမသမီးကို ကြည်ပုံသည်အလံများအနှင်းငယ်ဝင်နေသလားလို့ကျမရဲ့တဲတွေတော့ကျမကိုကူကိုကျမမိခုများညာစွာပင်မေးမိသို့တော့သူ့ပေပေဥပုံဆန်ကြီးကိုမူတပလာလျှော့စေကျမသည်အဘဲချောက်ဆိုသောမိအားပုံဆန်နှင့်အတိတ်အကြာတုံလုံးလေးတမိသည်ကြောက်ရွံ့တော်၎င်းပြားတော်၎င်းအဝဲစိတ်တော်၎င်းဖြစ်သွားမှဆိုရင်တော့ကြောက်ပင်ဖြစ်သည်